ဥပမာလေးတစ်ခုပြောပြမယ်။ဘာလဲဆိုတော့ဗျာရေကူးသမားတစ်ယောက်က challenge ဖြစ်တယ်လူတွေကသူ့ကို challenge လုပ်တယ်။နတ်ဆက်မိုင်ရှိတဲ့မြစ်ကိုသူ့ကိုဖြတ်ခိုင်းဖြတ်ပြီးကူးခိုင်းတာပေါ့နော်။ဟိုဘက်ရောက်တဲ့ဆိုရင်မင်းတို့ငါငါတို့ဒေါ်လာဘလောက်ချင်းမြင်ဆိုပြီးတော့ challenge ဖြစ်တယ်။ challenge ဖြစ်တဲ့အချိန်မှာဒီရေကူး champion ကလည်းမလုပ်လဲဆိုတော့ဥစားကူးတယ် သူစကူပြီးတော့စက်တက်မှရောက်တဲ့အချိန်မှာသူပြန်လှည့်လာဒီမှာဘာပြောနေတာလဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့လုပ်ငန်းတွေအားလုံးစပြီးသွားပြီကျွန်တော်တို့ဂိုးတွေရှိတယ်ကျွန်တော်တို့ပန်းနိုင်တွေရှိတယ်ကျွန်တော်တို့ရင်မှန်းချက်တွေရှိတယ်ကျွန်တော်တို့စက်တက်မှရောက်ပြီးသွားပြီဗျာပြန်လှည့်ရင်ခင်ဗျာစက်တက်မှပြန်ဒီ energy ဒီအချိန်ဒီငွေကြီးစက်တက်မှစာခင်ဗျာနောက်ပြန်လှည့်မယ်ဆိုလဲစက်တက်မှစာခင်ဗျာခင်ဗျာရဲ့ energy ခင်ဗျာရဲ့အချိန်ပြန်သုံးအောင် ခမပန်းနိုင်ရောက်ဖို့လဲစက်တမိုင်မယ်လို့တော့လာအဲ့ဒီအတွက်ကိုမိတ်ဆွေတို့ကျွန်တော်ဒီဥမာလေးကဘာကိုပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့ပန်းနိုင်ဗျာ ရောက်အောင်သွားဖို့အတွက်အားပေးခြင်းဘလို့ခက်ခဲပဲဖြစ်နေပါစေဘလို့ကြက်တဲပဲဖြစ်နေပါစေဘလို့ဒုက္ခမျိုးပဲရင်ဆိုင်နေရပါစေကျွန်တော်တို့ခုချိန်ရဗျာ survival ရဲ့အချိန်ရှင်သန်ရမယ့်အချိန်အဲ့ဒီတော့ energy ကောင်းဖို့လိုတယ်။ကိုယ်သွားမဲ့ပန်းနိုင်ကိုမိတ်ဆွေတို့ရောက်အောင်သွားဖို့လိုတယ်။ ဒီနေ့ပြောရင်လည်းစကားလေးကတော့ကြံလာမို့ပါဘူးမိတ်ဆွေကျွန်တော်တို့ဆက်တမိုင်အထိရောက်ပြီးသွားပြီဗျာနောက်တဲ့ဆက်တမိုင်ကိုကျွန်တော်တို့ဖတ်ပြီးပူကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်လည်းအဲ့လိုသွားဖို့ရည်ရွယ်ချက်ရှိတယ်မိတ်ဆွေတို့လည်းအဲ့လိုသွားဖို့အတွက်ကိုအားပေးပါတယ်ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်ပါလဲဆိုတော့ဗျာရေကူးသမားတစ်ယောက်က challenge ဖြစ်တယ်လူတွေကသူ့ကို challenge လုပ်တယ်နောက်ဆက်တမိုင်ရှိတဲ့မြစ်ကိုသူ့ကိုဖြတ်ခိုင်း ချက်ပြီးကူခိုင်းတာပေါ့နော်ဟိုဘက်ရောက်တဲ့ဆိုရင်မင်းတို့ငါငါတို့ဒေါ်လာဘယ်လောက်ချင်းမြင်ဆိုပြီးတော့ challenge ဖြစ်တယ် challenge ဖြစ်တဲ့အချိန်မှာဒီရေကူးချန်ပီယံကလည်းမလုပ်လဲဆိုတော့သူစကူတယ်သူစကူပြီးတော့စက်တက်မှရောက်တဲ့အချိန်မှာသူပြန်လှည့်လာဒီမှာဘာပြောနေတာလဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့လုပ်ငန်းတွေအားလုံးစပြီးွားကျွန်တော်တို့ goal တွေရှိတယ်ကျွန်တော်တို့ပန်းနိုင်နေရှိတယ်ကျွန်တော်တို့ရည်မှန်းချက်တွေရှိတယ် ကျွန်တော်တို့စက်တမိုင်ရောက်ပြီးွားပြီဗျာပြန်နေလေခမစက်တမိုင်ပြန်ဒီ energy ဒီအချိန်ဒီငွေကြီးစက်တမိုင်သာခမနောက်ပြန်နေမယ်ဆိုလဲစက်တမိုင်သာခမခမရဲ့ energy ခမရဲ့အချိန်ပြန်သုံးအောင်ခမပန်းနိုင်ရောက်ဖို့လဲစက်တမိုင်မယ်လို့တော့အဲ့ဒီအတွက်ကိုမိတ်ဆွေတို့ကျွန်တော်ဒီဥမာလေးကဘာလို့ပြောနေတာလဲဆိုတော့ကိုယ့်ရဲ့ပန်းနိုင်ဗျာရောက်အောင်သွားဖို့အတွက်အားပေးခြင်း ဘလို့ခက်ခဲပဲဖြစ်နေပါသည်ဘလို့ကြက်တဲပဲဖြစ်နေပါသည်ဘလို့ဒုက္ခမျိုးပဲရင်ဆိုင်နေရပါသည်ကျွန်တော်ခုချိန်ရဗျာ survival ရဲ့အချိန်ရှင်းတန်ရမယ့်အချိန်အဲ့ဒီတော့ကို energy ကောင်းဖို့လိုတယ်ကိုသွားမဲ့ပန်းနိုင်ကိုမိတ်ဆွေတို့ရောက်အောင်သွားဖို့လိုဒီနေ့ပြောခြင်းနဲ့စကားလေးကတော့ကြံတာမဟုတ်ပါဘူးမိတ်ဆွေ ကျွန်တော်တို့ဆက်တမိုင်ကြီးရောက်ပြီးွားပြီဗျာနောက်တဲ့ဆက်တမိုင်ကိုကျွန်တော်တို့ဖတ်ပြီးပူကြပါလို့ကျွန်တော်တိုက်တွန်းကြပါတယ်ကျွန်တော်လည်းအဲ့လိုသွားဖို့ရည်ရချက်ရှိတယ်မိတ်ဆွေတို့လည်းအဲ့လိုသွားဖို့အတွက်ကိုအားပေးပါတယ်ကျွန်တော်နာမည်ကတော့ကိုစန်းဝဲမှာ form y founder ပါနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်က subscribe ကိုနေခေါင်းကိုနေပေးချပါတယ်ကျွန်တော်ဒီ